ဆိုတော့အလုံးမဲ့မင်္ဂလာပါပြည်ပြည်ဘလော့ကနေပြန်လဲကြည့်ဆိုပါရယ်ဟုတ်နော်တကယ်တမ်းတော့ကျတို့စင်ကာပူမှာလည်းစင်မူနိုင်ငံသားတွေကဘာလို့ချမ်းသာလဲဒါမှမဟုတ်ဘာလို့အဆင်ပြေနေလဲဆိုရင်ပြောပြပါမယ်အဲ့ဒါကတော့ store share တွေဝယ်တာပါတော့ကျတို့မြန်မာနိုင်ငံမှာလည်းတရုတ်တွေကလို့ပြောရမလဲစီးပွားရေးချဲ့တွင်လာတဲ့အများကျတို့တရုတ်ဘာသာစကားကိုတက်ထားရဲဆိုရင် ကျတို့ရဲ့ဒီ lifestyle မှာပေါ့နော်အနည်းဆုံးတစ်ဆင့်မြင်နေပေါ့နော် row ဆိုတော့အလုံးမဲ့မင်္ဂလာပါပြည်ပြည်ဘလော့ကနေပြန်လဲကြည့်ဆိုပါရယ် တင်းတီဗီတို့မှာကျွန်တော် knowledge sharing လုပ်ပေးမယ့်အကြောင်းလေးရပါတော့ကျွန်တော်2025မှာလူငယ်တယောက်အနေနဲ့မဖြစ်မနေရှိထားတဲ့ skill 3မျိုးပေါ့နော်အဲ့ဒါညနေပတ်သက်ပြီးတော့ကျွန်တော် knowledge sharing လုပ်ပေးတာမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုမစကင်ဒီအခုကျွန်တော်ပြောတဲ့ဒီ skill 3မျိုးကလည်းလက်ရှိကျွန်တော်ကိုယ်တိုင်လည်းလေ့လာနေစေဖြစ်တာမလို့အထောက်အကူဖြစ်အောင်ကျွန်တော် knowledge sharing လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ဆက်လက်ကြည့်ရှုပေးပါဦးကျေးဇူးပါပထမအဆုံးအနေနဲ့2025မှာပေါ့နော်လူငယ်တယောက်အနေနဲ့ မဖြစ်မနေရှိထားတဲ့ပထမဆုံး skill ရတော့ဘောနော် communication skill ပါစကားပြောကောင်းဖို့ဘောနော်စီးပွားရေးအရာရောမိတ်ဆွေပေါင်းသင်းကဏ္ဍအရာရောဘောနော်ဆိုတော့ဒီ communication skill ကဘာဘာကြောင့်မလို့ပြောတာလဲဆိုရင်ကျွန်တော်စကားပြောကောင်းဖို့ကကျွန်တော်လူငယ်တိုင်းမှာလိုအပ်တယ်ဘောနော်ဘာလို့လဲဆိုကျွန်တော်လူငယ်တွေကတက်တက်ဆာလေးဖြစ်တယ်ပြီးတော့ကျွန်တော်တက်လန်းနေအများကြီးတွားမှာဖြစ်တဲ့အတွက်ကျွန်တော် communicate လုပ်ဖို့တစ်ယောက်နဲ့တစ်ယောက်ကျွန်တော်ဒီဆက်သွယ်ပြုဖို့အတွက်ကျွန်တော် ဟိုအမြဲတမ်း introvert ဖြစ်တာမကောင်းဘူးပေါ့နော်အမြဲတမ်းတိတ်တိတ်ဆိတ်ဆိတ်နေရတယောက်တည်းနေတာမကောင်းဘူးပေါ့နော်ဆိုတော့မိတ်ဆွေပေါင်းတင်လဲရအောင်ကျွန်တော်စီးပွားရေးရစကားပြောကောင်းတဲ့လူတယောက်ဖြစ်အောင်ကျွန်တော် communication skill တွေကိုကျွန်တော်ဖြည့်ထားဖို့လိုအပ်ပါတယ်ဆိုတော့ communication skill ဖြည့်ဖို့အတွက်ဆိုရင်ဘာတွေလိုအပ်လဲဆိုရင်ကျွန်တော်အမြဲတမ်းပေါ့နော်မှန်ကြည့်ပြီးစကားပြောတာဒါမှမဟုတ်ကျွန်တော်ဒီတယောက်နဲ့တယောက်စကားပြောတဲ့အချိန်ဖော်ဖော်ယူယူစကားပြောတာကို communication skill လို့ခေါ်တယ်ပေါ့နော်စကားပြောကောင်းတာပေါ့နော်လူတယောက်ကကိုယ်နဲ့စကားပြောရင်အလိုလိုပြောချင်နေတာဒါမှမဟုတ် ကိုက water follow fit follow လိုက်ပြီးပြောတာပေါ့နော်အဲ့ဒါကိုကျတို့ communication skill လို့ခေါ်ပါတယ်ပြီးတော့နောက်တစ်ခုကစကားအသွားလာဖို့မူတည်ပြီးတော့ဥမာကျတို့ဒီဇင်ဝင်ရန်ဆောင်မီတို့ဘာတို့တို့ပေါ့နော်အဲ့အသွားလာဖို့မူတည်ပြီးတော့ပြောတာကို communication skill လို့ခေါ်ပါတယ်ဆိုတော့ communication skill ကလည်းကျတို့ဒီ2025မှာလူငယ်တယောက်အနေနဲ့မဖြစ်မနေရှိသားတဲ့ skill တစ်မျိုးပေါ့နော်ဆိုတော့ဒုတိယတစ်ချက်ဒုတိယတစ်ချက်ကတော့ဘယ်လိုပြောရမလဲ ဟိုအဓိကအကြရတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံခြားထွက်မဲ့လူတွေဒါမှမဟုတ်မြန်မာနိုင်ငံမှာပဲရှိမယ်ရှိနေမယ်ဆိုရင်လည်းပဲကျွန်တော်တို့တင်ထားတဲ့နေပေါ့နော်အဲ့ဒါကတော့ဘာသာစကားပါဘာသာစကားကိုအ ਨੇ ဆုံးနှစ်မျိုးနှစ်မျိုးလောက်တော့ထပ်တင်တဲ့လေလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ဆိုရင်လက်ရှိလေ့လာနေတာအင်္ဂလိပ်ဘာသာအင်္ဂလိပ်စကားရယ်ပြီးတော့နောက်တစ်ခုကျွန်တော်တို့ဒီတရုတ်ဘာသာစကားပေါ့နော်ကျွန်တော်တို့ဒီမက်ဒရိန်ဘာသာစကားကိုကျွန်တော်လိုက်လေ့လာနေပါတယ်ပြီးတော့လက်ရှိမှာလည်းကျွန်တော်ပြောနေပါတယ်ပြီးတော့နောက်တစ်ခုကဒီ အင်္ဂလိပ်နဲ့တရုတ်ဆိုရင်အရင်ဆုံးလေ့လာတင်တာပေါ့ကျွန်တော်တို့ဒီ English ကိုပို့ပြီးတော့လေ့လာတင်နေပေါ့နော်ပို့ British ပဲဖြစ်ဖြစ်ဒါမှမဟုတ် US ဒီ London ပဲဖြစ်ဖြစ်ပေါ့နော် UK UK language ပဲဖြစ်ဖြစ်ဘယ်ဟာပဲလေ့လာလေ့လာပေါ့နော်အဓိကကကျွန်တော်တို့ဒီဘာသာစကားနှစ်ခုလောက်ကိုကိုယ့်ရဲ့ career တစ်ခုအနေနဲ့သွားထားမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဆိုတော့အာဒီဘာသာစကားကိုဘာလို့လေ့လာခိုင်းလဲဆိုရင်ကျွန်တော်တို့အရင်ဆုံးပေါ့နော်ကမ္ဘာမှာကျွန်တော်တို့အရင်ဆုံး number 1က USA ဖြစ်နေလို့ပေါ့နော် USA ဖြစ်နေတဲ့အတွက်ကျွန်တော်တို့အဓိကကျွန်တော်တို့ဒီ international language ကအင်္ဂလိပ်ဘာသာစကားဖြစ်နေပါတယ်ဆိုတော့အင်္ဂလိပ်ဘာသာစကားကိုလည်းကျွန်တော်တို့တေချာပေါက် career တစ်ခုအနေနဲ့လေ့လာထားတင်နေပေါ့နော်ပြီးတော့ဒုတိယတစ်ခုက international language ကတရုတ်ဘာသာစကားဖြစ်နေတယ်ပြီးတော့မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့တရုတ်ဘာသာစကားကိုဘာသာပြန်ခေါ်တာတွေတရုတ်ဘာသာစကားရရင်ပို့ပြီးတော့အလုပ်ရတာတွေပြီးတော့ရင်နောက်တစ်ခုဒီစင်ကာပူမှာမှမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းတရုတ်တွေကဘယ်လိုပြောရမလဲစီးပွားရေးချဲ့ထွင်လာတာနဲ့အများကျွန်တော်တို့တရုတ် ဘာသာစကားကိုတက်ထားရဲဆိုရင်ကျတို့ရဲ့ဒီ lifestyle မှာပေါ့နော်အနည်းဆုံးတဆင့်မြင်တယ်ပေါ့နော် role မြင်ပါတယ်ပြီးတော့နောက်တစ်ခုကကျတို့ဒီတရုတ်တွင်နဲ့ကျတို့စီးပွားရေးလုပ်တဲ့အချိန်ကြာရင်လည်းပို့ပြီးတော့ဟိုကောင်းနေပေါ့နော်ဆိုတော့ဟိုဘာဖြစ်လို့ဆိုကျတို့အိမ်ကြီးချင်းနိုင်ငံတွေတော်တော်များများကကျတို့တရုတ်လူမျိုးများတယ်ပြီးတော့နောက်တစ်ခုအိန္ဒိယရှိမယ်ကျတို့နာပါးကြီးဆိုရင်ပေါ့နော်ဒါကမြန်မာနိုင်ငံအနေနဲ့ရှင်ပြီးတော့ပြပြတာပါဆိုတော့ထားလိုက်ပါတော့အဓိကဘာသာစကား2025မှာတင်တင်တာကတော့ ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင် coach ပေးရမယ်ဆိုရင်တော့အင်္ဂလိပ်စာနဲ့တရုတ်ဘာသာစကားပါဆိုတော့ဒါကတော့ဒုတိယအနေနဲ့ပေါ့နော်တတိယအနေနဲ့ကတော့ digital အင်ခန်းကိုလေ့လာတင်နေပေါ့နော်ဆိုတော့ digital အင်ခန်းကဘယ်လိုမျိုးလဲဆိုရင် YouTube Facebook YouTuber Facebook အဲ့လိုမျိုးပြောတာမဟုတ်ပါဘူး YouTube မှာလည်း YouTube animation ဆိုရင်မတက်တက်ရှိပါတယ်ပြီးတော့ Facebook မှာလည်း Facebook automation sorry ပါ Facebook မှာမဟုတ်နော် YouTube မှာလည်း YouTube automation ရှိရယ်ပြီး Facebook မှာလည်းကျွန်တော် monetize ရှိသလိုပြီးတော့ digital product တွေထုတ်လို့ရပါနော်ဆိုတော့ digital product ကိုတော်တော်များမသိကြဘူးပေါ့နော်ကျွန်တော်ကလည်းအရင်ကမသိဘူးဒါပေမဲ့ကျွန်တော်အခုသင်တန်းတက်ရင်နေမှာသိလာ digital product ဆိုတာက online class ကိုပြောတာပေါ့နော် online class တွေဒါမှမဟုတ်ဒီ digital စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ကိုက sharing လုပ်ပေးတာကိုရှိမှသင်တန်းသားတွေထားတာကို digital product လို့ခေါ်တယ်ပေါ့နော်ဆိုတော့ digital income တစ်ခုခုကိုလေ့လာတင်ပါတယ်ဘာလို့လဲဆိုတော့ တော့အခုခေတ်မှာ social media ကိုတုံးလာတယ်ပြီးတော့ digital ပစ္စည်း electrical ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လူငယ်တွေကပို့ပြီးတော့ဒီ online ပေါ်မှာပို့ပြီးတော့နေကြတယ်ဘောတော့ဥပမာတရက်မှာကျတို့၈နာရီအလုပ်လုပ်တယ်ဆိုရင်ညနေ၈နာရီကဒေဂျာပေါ့ line ပေါ်မှာရှိတယ်ဆိုတော့တော်တော်များများအသုံးပြုတာက social media platform အသုံးပြုတာဖြစ်တဲ့အတွက် digital income တွေကိုလည်းကျတို့လက်လွတ်လို့မရဘူးဘောတော့အများတိုင်းတခြားဘက်မှာပဲအာရုံစိုက်နေလို့မရပါဘူးပြောချင်တာက digital income လို့ပြောတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ဒီ social media ကိုမှမဟုတ်ပဲねနောက်တစ်တခြားတသက်လေ့လာခြင်းနဲ့လူတွေဆိုလဲကျွန်တော်ပြောပြမယ်အဲ့ဒါတော့ trading မှာ trading ကတော့ကျွန်တော်တို့တော်တော်များများပြောကြတယ် forex trading မှာညမြန်မာနိုင်ငံမှာတော့တိတ်ပြီးတော့အာခင်မစားသေးဘူးပေါ့နော်ဘယ်လိုပြောရမလဲအရင်ကြီးအတုံးမဝင်ကြသေးဘူးဘာလို့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေကအဲ့လောက်ကြီးအာစိတ်မဝင်စားကြလို့ပေါ့နော်တကယ်တမ်းတော့ကျွန်တော်တို့စင်ကာပူမှာလည်းစင်ကာပူနိုင်ငံသားတွေကဘာလို့ချမ်းသာလဲဒါမှမဟုတ်ဘာလို့အဆင်ပြေနေလဲဆိုရင်ပြောပြပါမယ်အဲ့ဒါကတော့ stock share တွေဝယ်တာပါကျွန်တော်တို့စင်ကာပူနိုင်ငံသားတွေဘာလို့လုပ်လဲလို့မေးတယ်ဆိုရင်တော့ stock share ဝယ်တာပေါ့နော်ဒီဟာကိုလည်းစင်ကာပူနိုင်ငံသားတွေဘာလို့လုပ်လဲဘယ်လိုတွေလုပ်ကြလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြောပြပါမယ်ဆိုတော့ထားပါတော့ဆိုတော့ stock share ဆိုလည်းအထင်သေးလို့မရဘူးပေါ့နော်ဘာလို့ဆိုတော့တူရွှေနဲ့အတူပါပဲသူရဲ့ဒီဥမာ iPhone ရဲ့ stock share ကိုဝယ်တာကျွန်တော်တို့ဒီမ iOS iOS company ရဲ့ stock share ကိုဝယ်တာဒါမှမဟုတ်ကျွန်တော် Tesla company ရဲ့ stock share ကိုဝယ်တာအဲ့မျိုးဝယ်ပြီးတော့မှနောက်9နှစ်နေမှာ ကျွန်တော်ရဲ့ stock share တွေထိုးကြထိုးတက်သွားတဲ့အချိန်မှာရောင်းတာကျွန်တော်ရဲ့ stock share တွေပို့ပြီးတော့ဒါကရွှေကစားတလို့ပါပဲဗောနော်ဆိုတော့ stock share တွေဝယ်ကြဒါမျိုးကလည်း stock share တွေဝယ်တာရောင်းတာ trading လုပ်တာဒါမျိုးကျွန်တော်တို့ Facebook YouTube မှာ automatic automation နဲ့ကျွန်တော်ပတ်ဆိုင်ရှာတာအကုန်လုံးကို digital income လို့ပြောတယ်ဗောနော်ဆိုတော့ဒါတွေကိုလည်းကျွန်တော်လူငယ်တယောက်အနေနဲ့2025မှာမဖြစ်မနေရှိထားတဲ့ ਨੇ scale တွေပေါ့เนาะဆိုတော့ဒီနေ့ကျွန်တော် knowledge sharing လုပ်ပြီးသွားတာပေါ့เนาะ ကျွန်တော်လူငယ်တယောက်အနေနဲ့မဖြစ်မနေရှိတဲ့ knowledge skill တွေကိုကျွန်တော်ဒီနေ့ဒီ video မှာကျွန်တော် knowledge sharing လုပ်ပေးတာဖြစ်ပါတယ်ပြီးတော့ဒီ skill ၃ခုကိုလည်းကျွန်တော်ကိုယ်တိုင်လည်းလေ့လာနေတာမို့လို့ knowledge sharing လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီ video မှာဘယ်လောက်ပါပဲနောက် video မှာပြန်တွေ့ပါမယ် bye bye